ဟုတ်ကဲ့ဒီနေ့တော့မုံလာဦးပိုတိတုံလေးသုတ်ဆပ်ဖြစ်တယ်ပေါ့နော်မုံလာဦးကကြောက်ကက်ကိုလည်းအားပေးတယ်အသားတက်လည်းရှိတယ်တွင်းနေဦးတွေကိုလည်းထိန်ချုပ်ပေးပါတယ်မုံလာဦးပိုတိတုံတုံမယ်ဆိုရင်နော်မုံလာဦးကို ပပစီပေးတော့စာအနေငယ်နဲ့ရှာလကာရေအနေငယ်နဲ့ရင်းနှွေးနည်းနည်းနဲ့အခုလိုမျိုးလေးဖြောပြီးသွားတဲ့အခါမုံလာဦးရှိပီးသားလေးကိုစိန်ထားမှဖြစ်ပါတယ် ရက်ကြာရှည်စိန်ထားရင်လည်းရပါတယ်ဒါကတော့မိနစ်30ပဲစိန်ထားတာပါဟုတ်ကဲ့မိနစ်30စိန်ပြီးသွားလို့ဆိုရင်တော့တုတ်ဆာလို့ရပါပြီသူတုတ်ဆာမယ်ဆိုရင်တော့အစာအဖြစ်ကတော့ကျက်သွန်းလေးများများထည့်ပါတယ်ကျက်သွန်းလေးနဲ့ကျက်သွန်းပြူပြီးရင်တော့ဒီပဲထောင်းထားတာထည့်ပါတယ်ပြီးရင်ပုံစံချောင်းမှုန်ထည့်တယ် မြုပ်သည့်အစိမ့်ထည့်တယ်မြုပ်သည့်အစိမ့်ညှက်ပစ်ထည့်ပါတယ်ပြီးရင်တော့နနမင်းလေးထည့်ပါတယ်ဒါကတော့စီကြက်ပါကျက်သွန်းလေးစီကြက်လေးထည့်တယ်ပေါ့နော်ဒီတော့ကြက်သားမုံနဲ့ငါးငက်ပြာရည်နည်းနည်းထည့်ပါတယ်အကုန်လုံးထည့်ပြီးသွားရင်တော့သူကို နှက်ဆက်အောင်နေပြီးတော့စားလို့ရပါတယ်ဒီမှာအချင်းအနေနဲ့ကထပ်ထည့်ခြင်းရတယ်ဒါမှမဟုတ်လားဥမာအချင်းတက်ရှိပါတယ်အဲအဆက်လိုခြင်းတော့ငရုတ်တိမှုံလေးနဲ့နဲ့ထည့်တော့တယ်ပေါ့နော်မဟုတ်လားဥမာဒီမှာအချင်းတက်ပါပြီးသားပါဒီကတော့တံမြာသီးလေးနဲ့နဲ့ညှစ်ထည့်တော့လို့လည်းရပါတယ်